ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ဗျူးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့နောက်ဆုံးပရီးမီးယားလိပွဲစင်မာမန်ချက်စတာနဲ့ဆန်နာလောင်2-0နဲ့အနိုင်ရရှိပြီးတော့ဒီကလပ်ပွဲတွေအနားယူတဲ့အချိန်မှာနိုင်ထားတာဖြစ်တဲ့အတွက် United အတိုင်းဝမ်းမှာဒီ negative တွေတိတ်မရှိဘူး။မကောင်းပြောရရင်တိတ်မရှိဘူးလို့ဆိုတော့ငြိမ်သွားတယ်ပေါ့ဗျာ။အဲအဲ့ဒါပြီးတဲ့အပြင်တော့ဒီ Sergeant Regular ကလည်းသူ့ရဲ့ pocket မှာလမ်းကြုံဒီသူ Ruben Morin ကိုတုံးနဲ့အချိန်ပေးမယ်။စသဖြင့်ပြောလိုက်တော့အကုန်လုံးကအေးချမ်းသွားပြီးတော့တိတ်ပြီးတော့ မကောင်းတဲ့အကြောင်းအရာတွေတိတ်မရှိဘူးတိတ်ပြီးတိတ်စူပွက်တဲ့သတင်းတွေမရှိဘူးဗျာဒါစကန်စပေါ်ကတော့အများနဲ့စူပွက်တဲ့သတင်းတွေတနေ့တပုတ်တင်နေပြီမဲ့ဒါပေမဲ့ဒါတွေကတိတ်ပြီးတော့အဲတိတ်ပြီးတော့လူပြောမများခဲ့ဘူးအကောင်လုံးသတင်းညိတယ်ဒါပေမဲ့ဒါက United မှာဖြစ်နေကြကိစ္စတွေမှာမဟုတ်တာပထမစတဲ့တက်တက်လာတဲ့သတင်းကဒီဇက်စီးနဲ့ကိုယ်မေလူဆောက်ဆားရုပ်သတင်းဒါပေမဲ့အဲ့ဒီတရင်ကလူတွေတိပိသားကိစ္စပဲသူတို့ကမကစားအောင်အသိအပြောင်းကိုစူးစမ်းမယ်ဒါဆိုလူတွေခံမှန်းပြီးသားတိပိသားဖြစ်တဲ့အတွက်ကြောင့်ဒါကိုလည်းပဲ လူတွေကကြော်သွားတယ်နောက်ထပ်ထွက်ထွက်လာတာဒီ sorry ကပုဂ္ဂိုလ်ကတော့ तू က sorry ကသူက तू ကဘာလဲဆိုတော့အာ तू ပြောသွားတာကဒီ Manchester United နဲ့ပတ်သက်တဲ့ तू သတင်းအကောင်းဆုံးသတင်းတစ်ခုကြားထားတယ်အဲ့ဒါတော့ဒီ new investor ပေါ့ရင်းနှီးမြှုပ်နှံသူအသစ်စီကို United ကိုဟိုဟာပေါ့ရှောင်းချမဲ့ကိစ္စကတော်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 ရှိကိုရောက်နေပြီအဲ့တော့နောက်ထပ်လာမဲ့ ဒီ owner တွေကပို့ပြီးကောင်းပါစေပေါ့အဲ့လိုမျိုးဆူတောင်းတယ်ဒါအဲ့ဒါနဲ့အကုန်အကုန်ပတ်ထသွားတယ်ပေါ့အဲ့နောက်နေ့မှာသူကပဲပြန်ပြီးတော့ရှင်းထားတယ်သူအဲ့သူပြောတဲ့သတင်းကအဲ့တခုတော့ရှိရဒါကအဲ့ဒီဆွေးဆွေးမှုတွေကခီးတော့ရောက်နေပြီဒါပေမဲ့သူသူကလည်းပဲဒီ investor မဟုတ်ဘူးเนาะဒီရင်းနှီးမြှုပ်နှံသူမဟုတ်ဘူးပြီးတော့သူ့နိုင်ငံ Saudi ကလည်းမဟုတ်ဘူးအဲ့တော့ဒီဟာဖြစ်မဖြစ်လဲသူကမသိဘူးဖြစ်ချင်းမဖြစ်ချင်းကလည်းသူနဲ့တော့အလောက်ကြီးမဆိုင်ဘူးဒါသူက fan တယောက်အနေနဲ့ဒါကိုမျှော်လင့်တယ်လို့ပဲပြောတာဒါပေမဲ့ဒီလူကိုပြန်ပြီးကြည့်တဲ့အချိန်မှာဒီလူကဒီ Cristiano Ronaldo တို့ Rooney တို့က follow လုပ်ထားရတယ် Saudi ရဲ့တကယ်ဟိုအားသားနဲ့ပတ်သက်ရင်အဓိကအကြဆုံးသူလို့ပြောလို့ရတယ်အဲ့လိုမျိုးအချိန်ဝါရှိတယ်အဲ့လိုအချိန်ဝါရှိတယ်ဆိုတော့ဒီသတင်းကအဲတာမန်မဟုတ်ဘူးဒီ တသက်အားချောင်းတာမဟုတ်ဘူးဆိုတာပေါ်လွင်စေတယ်ဗျာဆိုတော့အကုန်လုံးလည်းဟိုတို့တော့တို့တော့လေလောက်ကြတာပေါ့တချို့ကြကာတာပဲပြန်လာမလားပေါ့နော်အဲ့လိုလုံးနေတဲ့တချို့သတင်းတွေထွက်လာတာ UAE ပေါ့ UAE ဘက်က investor တွေကစိတ်ဝင်စားတယ်စသဖြင့်စသဖြင့်စသဖြင့်သတင်းတွေကတော့အများကြီးဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီ Manchester United ကို Sergeant Rakil ကလည်းသူက30ရာခိုင်နှုန်းတက်တာပေါ့နော်29လောက်ပိုင်ထားတယ်ဂျန်နဲ့တစ်ပိုင်း ကိုတော့ကလေးစားပိုင်လာတာသူတို့ကလေးစားညီကိုတွေကသူ14ရာခိုင်နှုန်း10ရာခိုင်နှုန်းဆက်သဖြင့်အတီး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 ပိုင်လာကြတာသူတော့ဒီအသင်းနဲ့ပတ်သက်တဲ့ဆုံးဖြတ်ဆုံးဖြတ်ခွင့်တွေကိုကလေးစားတို့ကဘယ်အကုန်လုံးပိုင်နေဒါပေမဲ့ထူးခြားစွာပဲစာချင်းကိုဒီအဲဝင်းနဲ့ဝင်းနဲ့ short ရဲ့ကိစ္စတွေရောအဲဒီစတေဒီယံအသစ်ကိစ္စတွေရောစသဖြင့်ကိုစာချင်းကိုပဲရှုထွက်ခိုင်းပြီးတော့စာချင်းလုံနေတဲ့ပုံစံမျိုးပုံပုံဖော်နေတာတော့တွေ့ရတယ်ဒါကဘာကြောင့်လဲတော့မသိဘူးစာချင်းကတော့ဒါက သူတို့လက်မှတ်ထိုးထားတဲ့ဒီတရားဝင်ကိစ္စမျိုးမဟုတ်ဘဲနဲ့အချင်းချင်း relation ရအလုပ်လုပ်နေတာလို့တော့ပြောတယ်ပေါ့နော်ဒါတိတ်တော်မဖြစ်နိုင်ပါနဲ့ okay အဲ့ဒါသူအဲ့လိုပြောတယ်ပေါ့အဲ့တော့ခုချိန်မှာဘာလို့ glazer တို့ကအသေးကိုရောင်းချင်ရရောင်းချင်မလဲပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကျွန်တော်သိထားတဲ့လောက်ကတော့ February 2020ခေါ်ကတကယ် main point ပဲခုကပြောရရင်တော့ခုကစာပြီးနောက်တစ်နှစ်လောက်ပေါ့နော်အဲ့ဒါ main point အဲ့မတိုင်ခင်မှာဒီ United ကရောင်းမယ်ဆိုရင်တန်ကြီးအဖြစ် အမြင့်နဲ့ရောင်းရမှာ ပြောရရင်တော့ share တစ်ခုကိုဒေါ်လာ33ဒေါ်လာလို့တည်ရတယ်အဲ့ဒါကဒီသူ share ဒီအသင်းတန်ဂျီကိုဘယ်လောက်ဖြစ်သွားသေးမလဲဆိုတော့5.7 billion ဖြစ်လိမ့်မယ်ဒေါ်လာအဲ့လောက် billion အထိအသင်းတန်ဂျီကိုတက်သွားစေတယ်ပြောရင်အဲ့ဒါအဲ့ဖေဗူလာ2020ကျော်သွားကမှသာဒီအသင်းတန်ကြီးကပြန်ပြီးကျသွားမှာဆိုတော့ အဲ့အဲ့ဒီဈေးသာပေးမယ်ဒေါ်လာ33ဒေါ်လာအနည်းဆုံးသာပေးခဲ့မယ်ဆိုစာချင်းစာချင်းရက်ကလည်းသူ့ရဲ့ share တွေကိုသူကမဖြစ်မနေထုတ်ရောင်းပေးရမယ်ဆိုတာမျိုးရှိတယ်အဲ့တော့ကျွန်တော် AI ကိုမေးကြည့်တော့တွေ့ကြည့်တော့သူတို့ကအဲ့လိုမျိုးရောင်းထုတ်လိုက်မယ်ဆိုရင်စာချင်းနေနဲ့ဘယ်လောက်မြတ်တယ်လဲဆိုတော့သူကတန်း200လောက်တော့မြတ်တယ်ပေါင်တန်း200လောက်တော့မြတ်တယ်ဗျဒါကတော့စာချင်းဘက်ကမြတ်မယ်ပေါ့အဲ့တော့စာချင်းနေနဲ့လည်းသူ့ရဲ့ ဒီ share တွေကိုမဖြစ်မနေပြန်ရောင်းရမယ်ဒေါ်လာ33ဒေါ်လာဆိုရင်ဒါပေမဲ့တကယ်တကယ်ဈေးကပေါက်တာအခုချိန်မှာဒေါ်လာ16ဒေါ်လာပဲပေါက်တယ်ဆိုတော့ဈေးကတော့နှစ်ဆနီးပါးတော့ရှိမယ်အဲ့လောက်ဆိုရင်အဲ့လောက်နဲ့သာကန်လန်းလာမယ် share တစ်ခုကိုဒေါ်လာ33ဒေါ်နဲ့သာလာပြီးကန်လန်းမယ်ဆိုရင် United ကိုမဖြစ်မနေရောင်းပေးမေချောင်းပေးလို့ရတယ်ဆိုတော့သဘောတူညီဘူးကစာကျင်တဲ့ဒီဒီဟိုအားတို့နဲ့ဂလီစာတို့နဲ့ကြားထဲမှာရှိတယ်အဲ့ဒါဖေဖော်ဝါရီ2020ခုမတိုင်ခင်မှာအဲ့ဒါတော့ အဲ့ဒီ2020ကိုကြော်သွားရင်တော့သူဈေးကအဲ့လိုအောက်ဈေးနဲ့ဖြစ်စရာမလိုတော့ဒီထက်ကျတဲ့ဈေးနဲ့လည်းကျိုက်တဲ့သူကဝယ်လို့ရသွားပြီဆိုတော့ဂလီဇာတို့အနေနဲ့ကဒီလိုမျိုးတန်ကြီးအမြင့်ဆုံးအချိန်မှာသူတို့ရောင်းကျင်တယ်ရောင်းကျင်တယ်ပေါ့နော်ဒါကတော့ဂလီဇာတို့ဘက်ကဒါပေမဲ့ဝယ်မဲ့သူဘက်ကပြန်ပြီးတွေးကြည့်မယ်ဆိုရင်ဒီလိုမျိုးတန်ကြီးမြင့်နေတဲ့အချိန်မှာသူတို့သူတို့ကဘာကိစ္စဝယ်ပါလဲဖေဖော်ဝါရီ2020ကိုနောက်ပိုင်းကျမှသူတို့တန်ကြီးအောက်အောက်ကြီးနဲ့ဝယ်မယ်ပေါ့နော်အဲဒီလိုအချိန်လေးတွေရှိရဲဒီအချိန်မှာ ဒါဂလီဇာတို့ကရောင်းမယ်ဆိုသူတို့ကအများကြီးပုံပြီးမြက်သွားမယ်ပေါ့မူလတန်ကြီးထက်ကိုပုံပြီးမြက်သွားမယ်ဒါကဒီအပြောင်းအရောင်းဝင်နေပတ်သက်ပြီးတော့အဲ့လိုကိစ္စအဲ့လိုဒါအဲ့တန်ကြီးနဲ့ဒါရောင်းမယ်ဆိုရင်ဒီစာချင်းလုံးနေနေရလည်းပဲသူညင်းပိုင်ခွင့်မရှိဘူးဒီသူရှယ်ယာကိုမဖြစ်မနေထုတ်ရောင်းပြရမှာလောဆစ်ရှာနေတဲ့တော့အရှိလဲပိုင်းလို့ပြောတယ်ဒါပေမဲ့ပြန်ပြီးတွေးကြည့်မယ်ဆိုရင်ဗျာဂလီဇာဗျာဂလီဇာတို့ရှိကိုခုလို့ဒီဖြစ်ပြက်နေတဲ့အခြေအနေတွေမှာ RF တွေကဂလီဇာတို့ကိုဒီလိုမျိုး5 billion လောက်ပေးမလားဒါကတော့စဉ်းစားစရာ အချက်ပေါ့ရောင်းလို့ဖြစ်နိုင်ရေရှိရှိမရှိချင်ကျွန်တော်ကအဲ့လိုမျိုးတွေးမိတယ်နောက်တစ်ခုကတော့ဒီအသင်းကအခုစာချင်းကအကုန်လုံးအဲ့ခုလုံး research အရင်းလုပ်နေတယ်အကုန်လုံးဝန်ထမ်းတွေဖြုတ်တယ်ဒီ queen တဲ့ကိစ္စကိုသူကလည်းဝင်ပြီးလုပ်နေတဲ့ဂျာတဲကတိုင်အောင်ဒီအသင်းကိုရောင်းလိုက်မယ်ဆိုကျွန်တော်တို့က plan အစ်စ်ကိုပြန်သွားပါအခုဆိုရင်သူဒီထဲမှာရှိရဲ CEO ကအစဒီစာချင်းရဲ့သူတွေအဲ့တော့အသင်းကိုကလေးတော်ရောင်းလိုက်ပြီ ရောင်းလိုက်ပြီဆိုရင်ဒီလူတွေကိုပြန်ပြီးတော့မြေလှမ်းအောင်ပါပဲတေချာတဲ့ဟိုပိုင်ရှင်ဟောင်းရဲ့ CEO ပိုင်ရှင်တက်ကလက်မကြိုက်ဘူးမကြိုက်တော့တေချာပေါ့ပြန်ရောင်းပါပြန်ရောင်းပြီပြန်ရောင်းပြီဆိုရင်အဲပြန်ပြီးထုတ်ပါပေါ့နော်ပြန်ပြီးထုတ်မယ်ဆိုကျွန်တော်အစပြန်စပါအဲ့ဒါဆိုရင်တော့တိတ်တော့အဆင်မပြေဘူးတော်တော်များတော့ဂလီသားလောက်ကလွတ်ချင်တယ်ဒါတော့ဒါတော့ငိမ့်ငင်းစရာမရှိဂလီသားအကြောင်းအကုန်သိတယ်ဆိုတော့ဒါတော့ကလွတ်ချင်တယ်အဲ့လိုသူ့သူ့လောက်က လွတ်ဖို့ဆိုရင်ကျွန်တော်တို့သူရဲကောင်းလိုချင်တယ်အဲအကုန်လုံးကလည်းခုချိန်ဒီသူရဲကောင်းကိုမျောနေကြတော့မယ်ဟီးရိုးကိုမျောနေကြတော့မယ်ဆိုတော့ခု loss စာချင်းကသူ့ပလန်နဲ့သူသွားနေတယ်အဲ့တော့ pain ရှင်သစ်လာရင် plan အစပြန်စအောင်ပါကျွန်တော်တို့ကဒီဟိုပြန်ပြီး rebuild rebuild ကကျွန်တော်သာကျွန်တော်ထင်တယ် pain ရှင်သစ်ရောက်လာရင်တော့ကျွန်တော်တို့နောက်ထပ်နောက်ထပ်၄၅လေးပြန်ပြီးနောက်ကိုဟိုနောက်ကိုအဝေးပြန်ဆုတ်သွားအောင်ပါပဲသူကသူ့ရဲ့ new view ဟာအစ်စ်နဲ့သူကသွားမှာပေါ့ဆိုတော့ကျွန်တော်ကတော့ လောစတည်ငြိမ်နေတဲ့အခြေအနေလေးကိုပဲတည်ငြိမ်နေတာပိုကောင်းတယ်ကလေးစားမရှိတော့ရင်တော့ပိုကောင်းပိုကောင်းကောင်းပိုကောင်းနိုင်မှာပဲကျွန်တော်အဲ့ဒီပြန်ပြီး rebuild လုပ်တာကိုကျွန်တော်သဘောမကျဘူးအဲ့ဒါတစ်ချက်ဒီအဲဒါကတော့ conclusion လောက်ရမှာဆိုပါတော့ပြီးတော့နောက်တစ်ချက်က IR တွေကကလေးစားတို့ဒီ American သူဂျူးတွေကိုပတ်သက်ပေးပါမလား5 billion ပေးပါမလားပေါ့နော်အဲ့ဒါနောက်တစ်ချက် နောက်တစ်ခုကတော့အယောင်းဝယ်ဆိုတာဖေဖော်ဝါရီ2020ခုမတိုင်ခင်မှာသူတန်ကြီးအမြင့်ဆုံးဖြစ်နေမှာအဲ့မှာဝယ်တဲ့သူတွေကတော့ဝယ်ချင်မှာမဟုတ်ဘူးရောင်းတဲ့သူကတော့ပျော်ပျော်ရောင်းမှာပေါ့ဝယ်ချင်မှာမဟုတ်ဘူးအဲ့တော့ဖြစ်ရင်တော့ဖေဖော်ဝါရီ2020ခုနောက်ပိုင်းသူတို့ဝယ်တာပို့ပြီးတော့သူတို့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ထင်တယ်ဒါကတော့နောက်ဆုံးတစ်ချက်ပေါ့နော်အဲ့လိုအဲ့လိုရှိပါတယ်အခု loss ရတော့အပြောင်းရွှေ့တစ်ခုပါဗျာအဲဒီဟိုအပြောင်းရွှေ့ပါဖြစ်တယ်ဒီအသင်းဝယ်တဲ့ကိစ္စဒီဘီလီယံနဲ့ခြေတဲ့ကိစ္စ ချက်ချင်းလည်းငီးပြီးသွားတာကိစ္စမျိုးမရှိဘူးပြီးခဲ့တဲ့အခေါက်ကတော့ကျွန်တော်တို့တနှစ်ခွဲလောက်အချိန်ယူတယ်ဒီဒီလိုမျိုးတစ်ခုလုံး complete ရောင်းမယ်ဆိုဒီထက်တော့ပိုပြီးအချိန်ယူမှဆိုတော့အချိန်ကအကြာကြီးကြာနေမှာပြီးတော့ဂျာမန် drama တွေလည်းအများကြီးလာအောင်မှဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ရောင်းပြမယ်ဆိုရင်တော့ကျွန်တော်အချိန်အများကြီးလိုပါသေးတယ်အဲ့တော့ loser ကတော့ဒီတိုင်းပါပဲဒီအကြောင်းအရာတွေရှိသေးတယ်ဒါတော့ပဲအကုန်လုံးကမော်မီဒီယာတွေကဖွာပြီးတော့ဟိုလူဖြစ်နေတယ်လူဖြစ်နေတယ်ပြောနေရအချိန်ပေါ့နော် loser တော့ဖြစ်လာတဲ့အကြောင်းရှိရလို့ကျွန်တော်မထင်ပါဘူးဟုတ်ကဲ့ ဒါကတော့ကျွန်တော်ဒီအသင်းအပြောင်းအသင်းအယောင်းကိစ္စနဲ့ပတ်သက်ပြီးအခုထွက်နေတဲ့သတင်းတွေကိုကျွန်တော်အမြင်ပြောပြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် like subscribe share လုပ်ပြီးတောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်